မိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှမေလ22ရက်ဒီကနေ့မှာအထူးမိုးလေဝသတည်င်းကို ထုတ်ပြန်ပါတယ်။ဒီကနေ့မြမစံတော်ချိန်မနက်9:00နာရီခွဲချိန်တိုင်းထွာချက်များအရာကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေတုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလီအားကောင်းလာနိုင်ခြင်းကြောင့်၎င်းအပူပြန်တဲ့ဒိတ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်၎င်း မေလ23ရက်မှမေလ30ရက်တွင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှနေရာကျကျမှနေရာဆိတ်ဆိတ်နေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်ဒါကြောင့် င်းမိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းခေတ္တပြတ်ရေးချခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေလျှက်မှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေးနဲ့လေချောင်းပြန့်တန်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်မှာရန်သတိပေးနှိုးဆော်ထားပါတယ်ရှင်။